Big Brother is watching you ဆိုတာထောက်လန်းရေးကတင့်ကိုအမြဲစောင့်ကြည့်နေတာကိုညှို့ညွတ်တာပါစာရေးဆရာ George Orwell ရဲ့1984စာအုပ်ထဲမှာ MI Dharma မဟုတ် Secret Police တွေကို Big Brother လို့ခေါ်တဲ့အတုံးဟာကဘာကျော်တဲ့အတုံးတစ်ခုပါကျွန်တော်ပြည်သူတွေလည်း Big Brother ရဲ့စောင့်ကြည့်မှုအောက်မှာနှစ်ပေါင်းများစွာနေခဲ့ရပြီအခုထိလည်းလွတ်မြောက်သေးပါဘူးကျွန်တော်နိုင်ငံမှာ Big Brother ကတော့ MI လို့ခေါ်ကြတဲ့ Military Intelligence စစ်ထောက်လမ်းရေးတွေပါပဲ အစကနဦးမှာတော့ MIS Military Intelligence Sessions ဒါမှမဟုတ်လဲ Military Intelligence Service ဆိုပြီးစခဲ့တာပါတက်မှာတော့တရားဝင်တက်မှာတော့ထောက်လန်းရေးအဖွဲ့ကကလန်းလို့ခေါ်ခဲ့ကြပါ1948လွတ်လပ်ရတဲ့အချိန်မှာ MIS က unit 3ခုပဲရှိပါတယ်1961မှာတော့ unit 23ခုရှိလာခဲ့ပြီနောက်ပိုင်း26လောက်ထိရှိခဲ့တယ်လို့ကျွန်တော်တို့သိရပါတယ်အင်အားကလည်း1000လောက်ထိရှိခဲ့ပြီစစ်ထောက်လန်းရေးအားအကောင်းဆုံးကာလလို့ ပြောလို့ရပါတယ်အဲ့ဒီကာလတွေမှာစစ်ထောက်လန်ရေးအကြီးအကဲကတော့ဗိုလ်ချုပ်ခင်ညွတ်ပါစစ်ထောက်လန်ရေးအဓိကတာဝန်ကတော့သူတို့ရဲ့စစ်အစိုးရစစ်တပ်ကိုစန့်ကျင်တဲ့သူမှန်သမျှဝေဖန်တဲ့သူတွေအားလုံးကိုအဓိကစောင့်ကြည့်ပြီးဖမ်းဆီးနှိပ်စက်အေးအေးယူထောင်ချဖို့ပါပဲ